စစ်တော်သူများအားလုံးပဲမင်္ဂလာပါရှင်ဒီဒီတပတ်မှာလေကျမတို့ဂျူတွေကအပြောင်းအရွှေ့မရှိပါဘူးเนาะဂျူတွေကလောလောဆယ်ဘယ်မှာရှိနေတယ်လဲလို့ပြောရင်စနေဂျူကမင်ယာဒီမှာရှိနေတယ်အဲဒါမဲ့လာမဲ့เนาะ18ရက်နေ့ကြာရင်ဇူလိုင်လ14ရက်လား18ရက်နေ့လားမသိဘူးကျမ ပြန်ကြည့်ပြီးမယ်เนาะအဲ့ဒီကြလို့ရှိရင်တော့ तू อ่ะဘယ်ဥပြောင်းမလဲဆိုဝက်ကြသွားလိမ့်မယ်เนาะမင်းရာဒီမှာပဲဝက်ကြသွားမယ်ဆိုတော့အဲ့ဒီကြရင်တော့နည်းနည်းလေးဘီယူဆက်ရမယ်နေ့ထဲမှာပါတယ်ပေါ့เนาะပြောမယ်ဆိုလို့ရှိရင်တော့ဘယ်နေ့လဲဆိုတော့အဲစနေကမင်းရာဒီမှာ14ရက်နေ့เนาะခုနှစ်လပိုင်း14ရက်နေ့ကနေစပြီးတော့မင်းရာဒီမှာဝက်ကြသွားလိမ့်မယ်เนาะအဲဒါဒါလာမယ့်အပတ်ထဲမှာကျွန်မ အဲလာမဲ့ပတ်ဟုတ်တယ်ဟုတ်တယ်လာမဲ့ပတ်ထဲမှာအဲ့ကိစ္စပြောရမယ်ပေါ့နော်တနင်္ဂနွေကတော့အခုဘယ်မှာရှိနေလဲလို့ပြောရင်သူကတနင်္ဂနွေကမေထုံရာသီမှာရှိနေတယ်နော်တနင်္ဂနွေကမေထုံရာသီမှာရှိနေတာလေတိတ်တော့မကောင်းဘာကြောင့်လဲလို့ပြောရင်မေထုံရာသီကဗုဒ္ဓဟူးအိမ်ရှင်ပေါ့နော်အိမ်သူရဲ့အိမ်ရာသီမေထုံကဗုဒ္ဓဟူးအိမ်ရှင်ဖြစ်တဲ့အတွက်သူက ဘလိုပဲပြပြောပေါ့နော်ဒီတနင်္ဂနွေနေ့ရှိနေတာကျမတော့သိမကြိုက်ဘူးပေါ့နော်အဲဗုဒ္ဓဘုရားကျတော့ကရကတ်ရာဒီမှာရှိနေတယ်အင်္ဂါကျတော့တင်ရာဒီမှာရှိနေပြီးတော့ကိတ်နဲ့အတူတွဲပြီးတော့ရှိနေတာပေါ့ဒါလည်းသိတော့မကောင်းဘူးပေါ့နော်အဲ့တော့အဲ့ဒါတွေအဲ့လိုဂျိုးတွေအနေထားကြောင်ကျမတို့တွေဘာတွေဖြစ်နိုင်တယ်လဲလို့ပြောရင်ကတ်ဘေးတဘာဝဘေးကိုကျမတို့ကြုံနိုင်တယ်နော် ဒါကျမတို့အမေရိကမှာဆိုရင်အခုအမေရိကမှာဆိုရင်အပူလိုင်းဖြတ်နေတာเนาะတော်တော်ဆိုရင်ကျမတို့ဒီမှာတော်တော်ကိုပူတယ်ကျမတို့ဆိုရင်အဲကိုမသုံးနိုင်ဘူးเนาะအဲကိုမသုံးနိုင်တဲ့အတွက်ပူတယ်ဆိုလဲဒီတိုင်းပဲเนาะပန်ကလေးလေးနဲ့အင်ကြီးလေးတွေပေါပေါဝစ်ပြီးတော့အဲ့လိုပဲကျမတို့ နေရတယ်ပေါ့နော်အဲကိုမသုံးနိုင်ဘူးတခြားလူတွေတော့သုံးသုံးနိုင်မှာပေါ့လေနော်ကျမကတော့ဟိုဒီဘီဒင်ဟောကားနဲ့ပဲကျမရက်တည်နေတာဆိုတော့ကျမကတော့အဲကိုမသုံးနိုင်ဘူးအဲ့တော့ဒီလိုပဲနေတယ်နော်အဲအဲ့လိုပဲနော်ဒီခြားဒေသတွေမှာလေဒါ မြန်မာပြည်တွေမကเนาะကဘာနိုင်ငံအသီးသီးမှာကဘာနိုင်ငံအနှံ့အပြားမှာဘာဖြစ်နိုင်သလဲလို့ပြောရင်တဘာဝဘေးကိုကြုံနိုင်ပါတယ်เนาะတဘာဝဘေးကြုံနိုင်တဲ့အတွက်အားလုံးပဲเนาะသတိရှိပါเนาะသတိလေးနဲ့ဖြတ်သန်းပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်เนาะဒါအားလုံးကသတိရှိရမယ့်ကာလလို့ကျွန်မပြောချင်ပါတယ်။နောက်ယောဂဘေးเนาะတဘာဝဘေးရှိမယ်ယောဂဘေးရှိမယ်စစ်ဘေးရှိမယ် ပြီးရင်စီးပွားရေးဘေးပေါ့နော်ဒါလည်းရှိနေပါတယ်နော်အဲ့တော့စစ်တော်သူများအားလုံးကနော်တတိဆိုတာပိုတယ်မရှိတဲ့အတွက်ဒီကာလတွေမှာတော့ပဘာဝဘေးကိုလည်းဂီယူဆိုင်ပါနော်ယောဂဘေးယောဂဘေးလည်းရှိနေပါတယ်ယောဂဘေးကိုလည်းဂီယူဆိုင်ပါပြီးရင်စစ်ဘေးပေါ့နော်ဒါလည်းဂယူဆာရမယ်ကိစ္စပဲဖြစ်ပါတယ်ပြီးရင်စီးပွားရေးဘေးပေါ့နော်အဲ့တော့ဒီဘေးတွေရှိနေတာကိုကျမတို့ကဂယူဒီဇိုင်းနဲ့ နော်လူရောစိတ်ပါတတိလေးနဲ့ဖြတ်တမ်းပါလို့ကျမမေတ္တာနဲ့တိုက်တွန်းပါတယ်။နောက်လာမယ့်ဇူလိုင်လ၁ရက်နေ့ကနော်မိတ္တအမိတ္တဆုံကြတဲ့နေ့ဖြစ်တယ်လို့ပဲနော်ဖုံးခံကြီးမားစေတဲ့ data ရုပ်ရတဲ့နေ့ဖြစ်ပါတယ်နော်ဒါပေမဲ့မနေ့ပိုင်းမှာတော့ तू ကဒုက္ခဆင်းရဲတွေကိုဖြစ်စေတဲ့ဒူမရုပ်ရထားတဲ့အတွက် မနေ့ ပိုင်းကတော့အခါသိပ်ပြီးတော့မကောင်းဘူးသို့တော့တနေ့လုံးနေနေဆိုရင်ဖုံးကန်ကြီးမားစေတဲ့ဒါတာရုပ်ရထားတဲ့အမိတ်တာဆုံရထားတဲ့နေ့ဖြစ်တဲ့အတွက်ကျမတို့ဓာတ်ပင်စိုက်တာစိုက်လို့ရတယ်ပေါ့နော်ပြီးတော့ကံပွင့်လက်ပွင့်စေတဲ့အရာကတော့နော်ကျမတို့အနီရောင်နဲ့အဖြူရောင်ပဲဖြစ်ပါတယ်အနီရောင်နဲ့အဖြူရောင်ပဲဖြစ်ပါတယ်အနောက်တောင် အနောက်တောင်ရက်ကကံပွင့်လက်ပွင့်စေတဲ့အရက်ဖြစ်ပြီးတော့ယူပွားရမယ့်ဂါတာကတော့ပဋ္ဌံဖြစ်ပါတယ်နော်24ပစ္စည်းပဋ္ဌံပူဇော်လို့သိညော်တဲ့ညဖြစ်ပါတယ်နော်လူတန်းရမယ့်ဆုံးကတော့ جماعه တို့စံစီစာစီနော်ဆက်ပြဒါကိုအိမ်ငါဖះမှာလှူပါစံစီစာစီဆက်ပြကိုအိမ်ငါဖះမှာလှူပါပြီးရင်စွန့်ပြီးရင် စင်းရဲနွမ်းပါတဲ့လူတွေစေဝါကုသနေရတဲ့လူတွေကိုပြန်ပြီးတော့လှူဒန်းလို့ရပါတယ်လှူဒန်းရမှာကစံစီစာစေးဆက်ပြာနော်အဲ့ဒီငါးမျိုးကိုလှူဒန်းမှာဇူလိုင်လ2ရက်နေ့ဗုဒ္ဓဖူးနေ့ရတော့ကြီးပွားတိုးတက်စေတဲ့ဝေ ဝိနုမာနာယုတ်နဲ့เนาะအမှုကိစ္စတွေပြီးစီးအောင်မြင်စေတတ်တဲ့အာနန္ဒယုတ်ရတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်နေရောအခါရောကောင်းပါတယ်အမောင်ကာလကတော့နေ့7နာရီကနေနေ့7နာရီ30အတွင်းည7နာရီကနေည7နာရီအတွင်းကတော့ အချိန်အခါမကောင်းပါဘူးအမောင်ကာလဖြစ်ပါတယ်နော်ဒါပေမဲ့တနေ့တာလုံးနော်ဒါကောင်းတဲ့အခါကြာထားတဲ့အတွက်ကိုယ့်ရဲ့အောင်မြင်စီလိုတဲ့ကိစ္စတွေကိုနော်ညစေနိုင်မတိုင်မီ လှုပ်ဆောင်မယ်ဆိုရင်တော့အထူးကောင်းပါတယ်เนาะကြီးပွားတိုးတက်စေတဲ့ယုတ်နဲ့အမှုကိစ္စတွေပြီးစီးအောင်မြင်စေတဲ့အာနန္ဒယုတ်ရထားတဲ့အတွက်ဒါဟာနေကောင်းတနည်းလို့ပြောလို့ရပါတယ်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ရွှေရောင်ဖြစ်ပါတယ်အဝါရောင်ရွှေရောင်အတိအကျတော့ရွှေရောင်ကကံပွင့်လက်ပွင့်စေတဲ့အရာဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်ရက်ဖြစ်ပါတယ်ရွတ်ပွားရမယ့်ဂါရာကတော့ရတနာ၃မြစ်တာ၃ခန္ဓာ၃ ရွတ်သွားပါเนาะလှူဒန်းပူစော်မယ်ဆိုလို့ရှိရင်เนาะနဝင်းစွန်းလှူဒန်းမှာလို့ကျမကအကြံပြုပါတယ်ဇူလိုင်လ3ရက်နေ့ကတော့ပင်မဆင်းရဲစေတဲ့เนาะရက်ခတာရုပ်နဲ့ပြီးစီးအောင်မြင်စေတတ်တဲ့ထိရရုပ်ရတဲ့နေ့ဖြစ်ပါတယ်အကောင်အဆိုးနှစ်ခုစလုံးတွဲနေတဲ့အကောင်ရောအဆိုးပါတွဲနေတဲ့ရုပ်ဖြစ်ပါတယ် အခါကိုကြည့်တဲ့အခါမှာတော့နော်နက်နက်3ည3ည9နာရီကနေညနေ9နာရီထိအချိန်ခါမကောင်းပါဘူးအဲ့တော့နော်ဒီလိုနေ့မှာတော့အခါမကောင်းတဲ့အတွက်တော့ဂယူဆိုင်ပါလို့ကျွန်မကမြေတားနဲ့တိုက်တွန်းပါတယ်ကံပွင့်လက်ပွင့်စေအရာဝကတော့ငသာရောင်ဆင်ဆွဲရောင်ဖြစ်ပါတယ်အရက်မျက်နာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်မြောက်ရက်ဖြစ်ပါတယ်ရွှေပွားမဲ့ဂါရာကတော့တန်ဘုတ်တီ ဒါတာကိုရွတ်ပွားပါကတ်လူမယ်ဆိုလို့ရှိရင်တော့နဝင်းစွန်းကိုလှူဒန်းနိုင်ပါလေဇူလိုင်လ၄ရက်နေ့တောက်ကြနေ့တောက်ကြနေ့ကတော့ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့မူတလာယုံနဲ့တော့အတက်ပညာတွေဆုပ်ယုပ်စေတတ်တဲ့ကဒါယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့ညမကောင်းမှုလို့ပြောလို့ရပါတယ် အအမောင်ကာလကတော့မနက်7:30နာရီ30မိနစ်ကနေည7:00နာရီအတွင်းအချိန်ခါမကောင်းပါဘူးအဲ့တော့ရှောင်းရင်အချိန်ခါကိုရှောင်းပြီးတော့နော်ကိုကဂရုဒစိုက်လေးနဲ့နေမယ်နော်လှုပ်ရှားရှိရာလေးတွေကိုတည်တည်ချာချာလေးနော်ရေရရအစီရင်လေးတွေကိုတည်တည်ချာချာလေးပြုလုပ်မယ်ဆိုလို့ရှိရင်တော့နော်ဒါတချို့ကိစ္စလေးတွေကိုလှုပ်ဆောင်နိုင်နေနေဖြစ်ပါတယ် ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ယောဂီအောင်ဖြစ်ပါတယ်เนาะကံပွင့်လက်ပွင့်စေတဲ့အရာကတော့ယောဂီအောင်ဖြစ်ပါတယ်အရက်မျက်နာအရက်နေနေဆိုလို့ရှိရင်เนาะမြောက်အရက်ဖြစ်ပါတယ်လှူဒန်းရမယ့်စွန်းကတော့နဝင်းစွန်းနဲ့လက်ဖက်လှူဒန်းနိုင်ပါတယ်ရွပွားရမယ့်ကာလာကတော့ဂုံတော်ကွန်ချာရဲ့မြစ်တာတုပ်ရဲ့ပူဇော်နိုင်ပါတယ်ဇူလိုင်လ9ရက်နေ့စနေနေ့ကတော့ အလုံးစုံပြီးစီးအောင်မြင်စေတတ်တဲ့တိတ်တရုပ်ရထားပြီးတော့နော်သူဘယုတ်ည10နာရီ73မိနစ်အလုံးမှာလေသူဘယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တနေ့တာလုံးနေကောင်းတယ်လို့ပြောနိုင်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်9:00နာရီကနေပြီးတော့မနက်10:00နာရီနဲ့30အတွင်းကတော့ဒါရှောင်းရမယ့်เนาะအမောင်ကာလဖြစ်ပါတယ်။အဲ့တော့ရှောင်းရံကာလကိုရှောင်းကျင်ပြီးတော့ ကိုလှုပ်ဆောင်အောင်မြင်စေလိုတဲ့ကိစ္စတွေကိုဆောင်ရွက်နိုင်တဲ့နေ့ဖြစ်ပါတယ်။ကံဖွင့်လက်ပွင့်စေတဲ့အရာကတော့ကံဖွင့်လက်ပွင့်စေတဲ့အရာကတော့နက်ပြာရောင်ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုရင်တော့အနောက်အရက်ဖြစ်ပါတယ်။ရွှေပွားပူဇော်ရမယ့်ဂါထာကတော့ဒါဒနာပရိရဲ့ဂုံတော်ကွန်ချာရဲ့ဖြစ်ပါတယ်။ကက်လူပူဇော်ရမယ့်စွန်းကတော့နဝင်းစွန်းနဝင်းစွန်း လက်ဖက်လှူဒန်းနိုင်ပါတယ်ဇူလိုင်လ6ရက်နေ့နော်တနင်္ဂနွေနေ့ဇူလိုင်လ6ရက်နေ့ဟာတနင်္ဂနွေနေ့ဖြစ်ပါတယ်တနင်္ဂနွေနေ့မှာသူကနိကျန်းတဲ့တနင်္ဂနွေနေ့ရနော်ဥပါဒယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ဥပါဒယုတ်ကဘာလဲဆိုရင်နော်ထိကြိုက်ပျက်စီးစေတဲ့ဆုံးရှုံးစေတဲ့သိဆုံးစေတဲ့ယုတ်ဖြစ်ပါတယ်နော်တနေ့ဒါလုံးနေမကောင်းအခါမကောင်းပါဘူးအမှောင်ကာလကလည်း မနေ့3ည3ည9နာရီကနေည12နာရီအတွင်းဟာအမောင်ကာလဖြစ်ပါတယ်။ပြောမယ်ဆိုရင်တော့တနေ့တာလုံးเนาะဂေယုဒစိုက်နေထိုင်ရမယ်နေ့ဖြစ်ပါတယ်6ရက်နေ့တနင်္ဂနွေနေ့ရကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုတော့အဲ့ဒီနေ့မှာမလုပ်ဖို့အကြံပြုပါတယ်။เนาะကံပွင့်လက်ပွင့်စေရဲ့အရာကတော့အနီအောင်ဖြစ်ပါတယ်။ အဲအဒီရက်မျက်နာနည်းဆိုရင်တော့အနောက်တောင်ရက်ဖြစ်ပါတယ်။ရွပွားပူဇော်ရမယ့်ခါရာကတော့ယတနာ3မေတ္တာ3ခန္ဓာ3မောရ3ပုပ္ပနာ3ဖြစ်ပါတယ်။တက်လူပူဇော်ရမယ်ဆိုနေနေဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလူတန်းနိုင်ပါတယ်။နော်အဲ့တော့အဲ့လိုနေမှာတော့ကျမတို့ကဂယူဒီဇိုင်းနဲ့နေထိုင်ပါလို့ကျမချစ်တဲ့သူတွေကိုအကြံပြုပါတယ်။ เนาะအဲ့တော့ဒါကတော့ကျမတို့ဇွန်လ30ရက်နေ့ကနေပြီးတော့ဇူလိုင်လ6ရက်နေ့အထိเนาะဂျူအနေထားပေါ်မှာမူတည်ပြီးတော့ဆောင်ရံရှောင်ရံတွေကိုညှဝေခဲ့တာဖြစ်ပါတယ်